ုတ်အပြာလေးအကျဉ်းနှိပ်လို့ဒုမဲပေးကြန့်ခံရေးကြန့်ခံရေးကျေးဇူးများလို့ပြပါရစေ။မိစိန်ကလေးလင်းလို့လားချင်းသေးတဲ့စိတ်ကိုရှာချင်းသေးဘေးကခလုတ်အပြာလေးဒကြိန်နှိပ်လို့ဒုမဲပေးကြန့်ခံရေးကြန့်ခံရေးအဲဒီလိုကောင်းနေကောင်းမတွေကမြန်မာနိုင်ငံကိုအုပ်ချုပ်မယ်တဲ့စိတ်နဲ့စဉ်းစားကြည့်ပြီးမြန်မာနိုင်ငံရဲ့အရေးအတွေးဒီဆောင်မလို့ပါဘူးတကယ်လို့မှပဲစုပ်ပြတ်တက်နေမှာအသေးကြပါပဲ။ဒါကြောင့်ဒီလိုကောင်းနေအုပ်ချုပ်မှုလက်ကောင်လုပ်ဖို့ဆိုရင်တော့ နေ့စဉ်နဲ့များတော်ရင်းသီးတော်ရင်းတို့ကကြောက်တရားမထက်မှပြီးပေးကြပါလေ။မဲမထက်လေဟလာမဲဖြူဆိုင်လေဆရာကြိုက်လေဖြစ်မယ်။မင်းနော်မဲမထက်နဲ့ဥပမာဖြင့်တို့ကပါတီကြီးတစ်ခုလို့တို့ကဟိုအာနာနာနဲ့ပြောနေတာဥမွင်လင်းလင်းပြောချလိုက်တော့ပြီးခိုင်ဖြိုးလို့တာပြောလိုက်ပါဟုတ်လားဥမွင်လင်းလင်းပြောသားမှာအတော်မလားနိုင်ငံကြီးဆိုတော့တရားဥပဒေပြဥမွင်လင်းလင်းပြောရအခုကြီးပြီလေ ဒါပြည်ခိုင်မျိုးကပေါ်မှမှန်အရေးအကြီးဆုံးပါတီဖြစ်တယ်။ဟုတ်လားဒါကြောင့်တို့ရောကတော့ကွက်ပြင်းနင်းထားတယ်။အဲတို့ကိုပြည်သူကတချို့ကကြိုက်တယ်တချို့ကမကြိုက်ဘူး။အဲ့တော့ဘယ်လိုပဲဖြစ်နေဖြစ်နေဟုတ်လားငါတို့တော့မကြိုက်တဲ့ပါတီမဲမပေးသွားမပေးတော့ဘူးပါတဲ့အတွက်မဲသွားမပေးတော့ဘူးလို့ပြောရင်ဟုတ်လားကျန်တဲ့ပါတီငယ်လေးတွေရုပ်ပါတီလေးတွေဟာအနာဘုံကအဲ့ဒီထဲ့မဲထဲ့ရွဲ့မဲကိုစောင့်နေတာနော်ထဲ့မဲထဲ့ရွဲ့မဲကိုစောင့်နေတာ တကယ်ဘူးလင်းပြောတော့တာပါမှန်ပါတယ်သူပြောတာလေမှန်ပါတယ်တကယ်ရွက်မဲပါဟုတ်ပါတယ်ဒါဖြစ်တဲ့အတွက်ရွက်မဲတောင်မှမလာဘူးဆိုရင်တော့ပါကျန်တဲ့ပါတီတွေကတွတ်တော်ရောက်တော့မှာမဟုတ်ဘူးဒါကြောင့်ဘလို့ပဲဖြစ်နေဖြစ်နေတိုင်းပြည်မှာမြမြတတဖြစ်အောင်ဟုတ်လားဟုတ်လားပြည်သူရဲ့အာသိအရေးကြီးပါတယ်ပြည်သူအာကဒီတချီမှာတရက်သေးပဲဟုတ်လားအသုံးပြရမှာပါအဲ့ဒီတရက်ကိုဟုတ်လားမဲယုံလာပြီးမဲပေးစေချင်ပါ ဟုတ်လားကိုကြိုက်တဲ့ပါတီပေါ့ဒီခံပြောကြိုက်ပြီးခံပြောဟုတ်လားတာဆာညာကြိုက်ရင်တာဆာညာဥကိုကိုကြီးကြိုက်ဥကိုကိုကြီးဦးဆိုင်ပေါင်ကြိုက်ရင်ဦးဆိုင်ပေါင်ဟုတ်လားအဲပြီးသုံးလုံးကြိုက်ရင်ပြီးသုံးလုံးကျွန်တော်လေသမားပါတီကြိုက်ရင်ကျွန်တော်ဟာအဲပြီးတဲ့ခါကျတော့ပါတီငယ်လေးတွေကြိုက်တဲ့ဟာကိုထက်ဒါပေမဲ့မဲယုံလာပြီးတော့မဲထက်စေချင်ပါတယ်ဒါမှသာလင်ဟုတ်လားပြီးသူရဲ့ဆုံးဖြတ်ချက်ကတိတိကျကျရှိမှာအခုအိမ်ထဲကအိတ်နေပြီးတော့မကြိုက်ဘူးကွာမကြိုက်ဘူးကွာအော်နေရင် ဟဲ့လားဘာမှလုံးလို့ရမှာမဟုတ်ဘူးပြီးကံမှာမကြိုက်တဲ့လူအုပ်ချုပ်ကံမှာငါးပါးတွေမောက်ကုန်ပါလိမ့်မယ်ဒါကြောင့်လာပြီးတော့မဲပေးပါလို့ပဲကျွန်တော်မြစ်တရရက်ခံပါတယ်ဟေးဒါတော့မင်းတို့ကလည်းပြည်သူတွေကဘာကြီးမျောလင့်နေတယ်မသိသလိုပြည်သူတွေကတေချာတို့ကမင်းတို့စီကဘာမှမမျောလင့်နေတာမင်းတို့သိထားဖို့လိုတယ်ဟောရဲဆိုတော့မင်းတို့ဘလိုပဲတက်တယ်မင်းအောင်နိုင်ရင်ဘောကတော့ခံထားမှာဖြစ်တဲ့အတွက်မင်းအောင်နိုင်ရင်ဘောကိုမကြိုက်တဲ့ပြည်သူတွေကတော့မင်းတို့ကိုမြင်နေဆန့်ကျင်နေအောင်ဒီလိုလိုအပ်တယ် ဒေါ်လာမျိုးတွေအားလုံးပဲဘာဝပေးနဲ့မေးပြီးတယ်မှာမြန်သောဂင်းဝင်းကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုကြီး Revolution Channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီလိုလိုရရှိမှုတော့ပေးကြမှာတော့ယနေ့နိုဝင်ဘာလ28ရက်နေ့ညပိုင်းတင်တော့ဆွေးရှိသတင်းချို့ကိုကျဉ်းချုပ်ဖော်ပြပြပြီးတော့ဖြစ်တဲ့ဒေါ်လာမျိုးတွေအားလုံးပဲဆုံးနိရှိဖို့တရားအတမှန်တောက်ဆုလိုက်ပါတယ်ဂရောင်းသုံးသတင်းပုံအနေနဲ့ကတော့ကျန်းဖို့ပါတီကိုမဲပေးမဲဆွယ်နေတဲ့တိ့ဆောင်နေအောင်ကတက်တဲ့နေဖြင့်တိုင်းမီကိုမတိညာအောင်လုတ်သူမှန်သမျှကိုအကုန်တက်ပြရမယ်ဆိုပြီးတော့ဒီတွင်စစ်လော်ပြီး Telegram Channel တွေရစကူကနေပြီးတော့ ုတ်ဖို့ပြောကြခဲ့ရရှိရပါတယ်။ပြုဆောင်နေအောင်ဟာ၎င်းအနေနဲ့စစ်သားတော်သမီးဖြစ်ပြီးယူနီဖောင်းမြင်လင်မင်ချစ်ချောင်းကျန်ဖုတ်ပါတီဟာစစ်တမတော်သောပါတီဖြစ်ပြီးကျန်ဖုတ်ပါတီချစ်ခင်ချောင်းပါတီမဲဆွယ်စည်းဝေးမြန်မာလဲကျန်ဖုတ်ပါတီကိုချစ်၍ကျန်ဖုတ်အင်ဂျီအုတ်ထုတ်ကိုမိအမိဆန္ဒအရဝစ်ဆင်လာခြင်းဖြစ်ကြောင်းစစ်တပ်အနေနဲ့တိုင်းပြည်ကိုပဋိညင်ဖြစ်အောင်လှုပ်သူမှန်သမျှကုန်တက်ရမယ်ဆိုပြီးတော့ပြောဆိုလာတယ်သိရှိရပြီးတော့ကျန်ဖုတ်ပါတီအနာရလာဘကတိုင်းပြည်ကြီးကြီးအေဂျင့်တော့မှာမလွဲအေကန်ဖြစ်ကြောင်းလည်းပြောထားတွေ့ရှိရပါတယ်။ ငယ်ခင်းချင်းကတော့တိုင်းပြည်ကိုမတည်ငြိမ်အောင်လုပ်တဲ့ပုံမှန်သမျှကိုအကုန်သတ်ကျွန်တော်ကစစ်သားသားသမီးလေးယူနီဖောင်းမင်းချစ်တဲ့စဲတဲ့ကောင်လေးသေးနေကြပေါ့ကျွန်တော်ကပြည်တော်စုကြန့်ခိုင်နေဖွင့်ပွဲအသင်းကိုချစ်တယ်သူများဝတ်ခိုင်းလို့မဟုတ်ဘူးချစ်လို့ဝတ်တာဆိုပြီးတော့လေပြောခဲ့တာလဲစကလုံးတွေကဒီကုမသက်သေးချီနေတဲ့နေသားကိုပဲဖြစ်ပါတယ်လှုပ်ဆောင်နေရဟောင်းရန်ကုန်မှာရှိတဲ့ကျမပါတီရဲ့မဲဆွေစီယုံပွဲတွေစိုင်းမုတ်ဖွင့်ပွဲတွေအဲ့ပွဲတွေမှာလဲအကြကနတ်ဆိုသူတယောက်တည်းရှိပြီးတော့ ကွဲတိုင်းမှာကျမ်းပုတ်ပါတီဝတ်ဆောင်ကိုအပြည့်အစုံဝတ်ဆင်လိရှိကြောင်းသိရှိရပါတယ်။နေရာဝါကျမ်းပုတ်ပါတီတွေမဲဆွယ်ပြီး၎င်းကိုဆဲဆူလာပါကလည်းရူမဆိုင်ကြောင်းလူလူချင်းမကြောက်ဖဲစင်မာတယောက်ချင်းတွေ့နိုင်ကြောင်းချောင်းရီလုံးချက်ပြီဆိုရင်အချောက်သာဖြစ်ကြောင်းလည်းတော်လိုင်းရုပ်ဖွဲ့တွေကိုပြောဆိုနေရတယ်။တွေ့ရှိနေရတဲ့နေရာကိုဖြစ်ပါတယ်။ဒါကတော့အသက်ကြီးမှသမင်းလုံးနှင်းလုံးနဲ့နောက်မှာနောက်ွယ်ကနေပြီးရရှိမဲ့ခွင့်ရေးအတွက်ဒုနေတဲ့ကောင်းနေနေထားဖို့ပဲဖြစ်ပါတယ်။ကဲ၊တော့ကြီးရင်တော်လိုင်းကလာဖြစ်တော်လိုင်းပြီးကလာမှဖြစ်ဒီလိုကောင်းတွေကိုဘယ်လိုမျိုးလုပ်ရမလဲဆိုတာကတော့ online ပြည်သူတွေနဲ့ တော်လန်ရဲဝတွေကိုဆုံးဖြတ်မနေတာကိုလည်းဖြစ်ပါတယ်။နောက်ထပ်သတင်းမဟုတ်အနေနဲ့ကတော့မန္တလေးတိုင်းဝန်တွင်မြို့နယ်တနခါတော့ကြည်ရအုပ်စုကြံခိုင်ရေးပါတီဥက္ကဋ္ဌဦးညွန်ဦးပါလွတ်တော်ကိုစလောင်းရွာကိုမဲဆွဲလာမယ့်နေ့မှာပဲဝင်ပါရ20နှစ်ရည်နေမနဲ့အချိန်ဈေးသွားဝင်စမှာတုတ်ကံရွာထိပ်မှာဓာတ်ရုခံပြီးသူဆုံးကြောင်သိရှိရပါတယ်။ဒါကတော့မဲဆွဲစီဝင်ပွဲအတွက်မြို့နယ်မှာလာမယ့်ပြန့်ဖို့ပါတီကိုစလောင်းမျိုးမြင့်တိုင်းတဲ့အဖွဲ့ကိုချက်ပြုတ်ကျွေးမွေးရန်ကိုတန်ကိုကြဈေးသွားဝယ်တဲ့အချိန်မှာပဲတတ်ခံတာဖြစ်ပါတယ်။ လေဘောထွင်းနဲ့မနဲ့စောသက်ခံရပြီးတော့မိသားစုကလူသမားလူရဲ့မှုများဖြင့်မှုဖွင့်ထားပြီးရန်ဖြည့်ဓာတ်နဲ့ထိုးခံသူများကိုလည်းဖမ်းဆီးမှုပြုပြီးထွက်ပြေးနေကြောင်းသိရှိရပါတယ်။ဝန်ထမ်းမျိုးနဲ့အတွင်းကျေးရွာမဲဆွယ်စီယုံရင်ပွဲတွေကိုကိုစလောင်းများလုံခြုံရေးပေးထားပြီးကြန့်ခိုင်ရေးဥက္ကဋ္ဌဥညုံကိုတက်တော်တဲ့တရားခဏတွေကိုတော့လက်ရှိမှာဖမ်းဆီးနိုင်ကျူးဆောင်နေကြတယ်သိရှိရပါတယ်။ကဲတောက်ကြီးရမင်းအုပ်ကြီးမှာအဟုတ်တိရမဟုတ်ပါဘူး။မင်းလွတ်တော်ကိုစလေးဘလောက်ပဲနေထားရကာဝယ်ပေးထားတာ

我上那个说，然后我，你有的酒保没说的，难交流，两下我都没好点。台湾的，那个米大路的，也是我。 在那边什么？阳光大吧？万达？万达吧？万达？万达？ ဘက်ကကြည့်ရင်တော့ဒါဟာတကယ်ဝမ်းသာစရာနေတဲ့ဖြစ်ပေမဲ့ security ပေါ်မှာတော့ကျေးဇူးတင်တာကြောင့်မရှိပါဘူး။ဘာလို့ကျေးဇူးတင်ရမလဲကြောင့်မရှိသလိုကျေးဇူးတရားလည်းမရှိတဲ့ security ဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ TV သူတွေကလုံးကတကယ်မှာပဲပြစ်မှုကျူးလွန်ထားခြင်းမရှိပဲနဲ့905ကဆိုပြီး security ရမတရားသူတို့ကမကြိုက်လို့မကြိုက်ဘူးပြောတာကိုလက်မခံမဲနဲ့ထဲထားလို့ဖြစ်တယ်ဆိုတော့အလုံးသိဖြစ်ပါတယ်။ကြောင့်ဒီကောင်တွေပြန်လို့ပေးတာလဲကျေးဇူးတင်တာကြောင့်မရှိပါဘူး။ရရှိမှုကတော့အလုံးမိသားစုတွေ့ရလို့တဲ့ရရှိရတဲ့ဒီလုံးမဲ့ဝမ်းသာဖို့ကောင်းတဲ့တရားဖြစ်မယ်လေ security ကကျေးဇူးတင်တာကောင်းတဲ့လူမဟုတ်ဆိုတော့ဘုန်းနေမှာထဲထားဖြစ်ပါတယ်။ ထောင်ပြီးဖမ်းပြီးခေါ်ရအောင်အဲအစင်တမ်းမရှိရလို့ရတီကို လုံမှာမဟုတ်ဘူးလုတာအဲ့ဒီအကြမ်းဖက်တောင်းကျမ်းသူအဖွဲ့တွေပဲအဲ့လိုမျိုးလုတာနိုင်ငံတော်အစိုးရဆိုတာကဘရောမှာအဲ့လိုမျိုးစင်တမ်းရှိရလုတွေဒီမလုလို့ပဲမင်းတွေ့ရင်စီရအကုန်လုံးဟိုဘူတွေကျင်းနေပြီလုရတယ်မလုဘူးဒါပေမဲ့ကိုကနိုင်ငံတော်အစိုးရကဖြေလျှော့ပေးလိုက်တယ်နောက်ပြီးတော့ပြန်လာတဲ့အခါမှာအဖြတ်မောက်လုပ်ရတဲ့လုပ်တယ်ဆိုလို့ရှိရင်တော့ အဲ့ဒီအချိန်မှာလုတ်တဲ့အပြစ်ကောရခင်ရအပြစ်တရောပေါင်းစုပြီးခံရမယ်ဆိုတာကတော့ဥပဒေပဲအဒီအမှုတွေကနေပြီးတော့လွတ်ပြီးဆိုပြီးတော့ငါတို့ကတော့အစ်စ်တွေထတ်လုံမယ်တော့မကြံစီနဲ့ပေါ့အစ်စ်တွေထတ်လုံလို့ရှိရင်အဟောင်းနေနဲ့ပါပူတွဲပြီးတော့တရားရင်ဆိုင်ရနိုင်ပါတယ်ဘာမှထပ်မလုပ်တော့ဘူးပြီးခဲ့တာပြီးပါစေတော့ဆိုနိုင်ငံတော်အစိုးရကငိုကလေးရမှဒီလူတွေကိုပြန်မလာစေချင်ဘူးဆိုလို့ရှိရင်တော့ဒီအမှုတွေကိုရုပ်သိမ်းစီရမှအကြောင်းမရှိတာပြန်လာပြီး ြန်လာပြီးမှဖမ်းတယ်ဆိုတာကလည်းရဲတွေစစ်သားတွေတော့ကိုအမတန်းမှလည်းအလုံးရှုပ်ပါတယ်နော်အဲ့တော့လူတယောက်ကိုဖမ်းတယ်စီးတယ်ဆိုတာကလွယ်ကူတာမဟုတ်ပါဘူးကောက်ရိုးပုံနဲ့အတ်ရှာရတယ်လို့ပါပဲပမာပြီးအကျယ်ကြီးပါနော်ပူတာအိုးကနေပြီးကော့တောင်းထီဘယ်နားမှနေမှန်းမသိတဲ့သူတွေလို့ဒီလူ9580ကိုပြန်လိုက်လံဖမ်းစီးမယ်ဆိုတာဒါလည်းအထိပယ်မရှိဘူးပေါ့နော်ပြီးတော့ဒါနိုင်ငံတကာနဲ့ကျညာပြီးလှုပ်ထားရလို့ရဖြစ်တဲ့အတွက်ကြောင့်မို့လို့မြန်မာနိုင်ငံကုန်သိခါနဲ့လဲဆိုင်တယ်ခုလိုကျညာပေးလိုက်တဲ့ဆိုတော့ကပြည်ပနိုင်ငံတွေက ငါတို့ကမင်းတို့နိုင်ငံသားတွေကိုငါတို့ခေါ်မထားနိုင်တော့ဘူးမင်းတို့ရဲ့သားသမီးတွေကိုပြန်မခေါ်ထားနိုင်တော့ဘူးမိဘနဲ့စိတ်ဆိုးပြီးအိမ်မွားဆင်းသွားတဲ့သားသမီးပေါ့ဗျာအဲ့တော့မိဘကကဲဖီဖီမေမေတို့ကသားသမီးတွေကိုခွင့်လွှတ်တယ်မင်းတို့ပြန်လာကြလာခြင်းမလာခြင်းကကိုယ်ပိုင်အဲလာဖို့ခွင့်ပြုတာကတော့เนาะနိုင်ငံတော်အစိုးရဆိုတာမိဘနဲ့တူတယ်အဲ့တော့อืมစောက်ကြီးစောက်ကြီးတွေပြောပနေတယ်တော်နေတစ်ခါကနေပြီးထုတ်လို့ပြီးပါနေပြီးတော့အမေရိကန်အများနဲ့လေးများခွင့်လေးများပေးမလားဆိုပြီးထုတ်ပြင်တာလူတိုင်းသိတယ် 24လေးလပိုင်း6ရက်နေ့မှာကျွန်တော်အဖမ်းခံခဲ့ရတာဗျဒီရင်ကတော့2022ခုနှစ်ကကျွန်တော်6မြို့ရောက်လာပြီးတော့မြို့ရဲ UG အနေနဲ့လှုပ်ရှားခဲ့တယ်ဟိုတော်တော်များများကိုလည်းလုပ်ငန်းတွေလှုပ်ဆောင်ခဲ့တယ်ဗျဆိုလန်ရေးအတွက်ကိုဒီ2024ခုနှစ်မှာကျွန်တော်အနေနဲ့မြို့ရဲ UG ကိုပြန်ပြီးတော့ဝင်ကားစဝင်ကားစဟိုမှာဇလန်မာညာဝင်ရှင်းတာပေါ့ ဘာလမညာဝင်ရှင်းတယ်ဝင်ရှင်းပြီးတော့မိုင်းမညာခွဲတင်တာဝင်ခွဲတယ်ဒီတင်းညာတော့အတွက်လဲခွေးတွေဟိုမိုင်းဆွဲတိုက်ဖြတ်ဖို့နောက်ပြတော့ခွေးပကင်ကားတွေကိုထုဖို့ပေါ့အဲ့အတွက်ကိုကျွန်တော်ပြန်ဝင်လာတဲ့အချိန်မှာသတင်းရသွားပြီးတော့ဟို6မြို့စီးတယ်မှာအဖမ်းခံခဲ့ရတာပြဒီဖန်ခံရတဲ့အချိန်ရောက်တော့သူတို့အနေနဲ့ငါက60ကိုခေါ်သွားတယ်ခေါ်သွားပြီးတော့မှမျိုးလုံး ဉလုံးစီးရဲ့လက်တွေလက်တွေကိုလက်ထိတ်ခတ်တယ်။ခြေောက်ကိုကျတော့ကျိုးနဲ့တုတ်ထားတယ်။တုတ်ပြီးတော့မှဥထောက်ပြီးတော့မှရိုက်တယ်ဗျ။ဥထောက်ခိုင်းပြီးတော့ရိုက်တယ်။အဲဒီပထမဦးဆုံးနှစ်ရက်ကတော့နေရောညာရောပေါ့ဗျာ။နေရောညာရောတနေ့ကုန်နေက24နာရီလုံးလုံးမှာပဲရိုက်တာ။ကျတော့လုံးလုံးလုံးလည်းမလုံးနိုင်တော့ထားလည်းမထားနိုင်တော့ဘူး။သူကကျွန်တော်လဲကြနေပြီ။အတိပါလက်သွားရဲ။အဲ့လောက်ထိနှိမ့်ဆက်ပြောရိုက်နှက်တယ်။ မင်းလည်းမကြွေးဘူးဒီလည်းမတိုက်ဘူးဗျအိုင်းနေရအဲဒီနောက်ရ3ရက်မြောက်တဲ့နေ့မှာသူတို့ထမင်းတစ်ချက်လာကြွေးရမင်းတစ်ချက်လာကြွေးတယ်ပြောရှီရှီတိုက်တယ်ရေစတိုက်တယ်ရေစတိုက်တဲ့အချိန်မှာတော့ဟိုရေတန်ဘူးတစ်ဘူးရေတန်ရေတန်ပေါ့နော်ရေတန်တစ်ဘူးကိုအရင်ဆုံးတိုက်တယ်တိုက်ပြီးတော့ဒီနောက်အဲတစ်ဘူးနောက်ပိုင်းကျတော့သူခဲရီတိုက်တော့တာဗျခဲရီစိန်ထားရေကိုတိုက်တယ်တိုက်လိုက်ရိုက်လိုက်တိုက်လိုက်ရိုက်လိုက်ပေါ့ ဟိုလူကသူတို့မတားရိုက်ထားနှိမ့်ဆက်ထားတော့ကြတော့ဘယ်လိုမှမခံနိုင်တော့ဟိုကိုကိုကိုအိမ်မက်မက်နေတာလားဆိုတာတော့မှပြန်ပြန်တွေးမိရဲ့ဟိုရှစ်ပေလေးပေအခန်းလေးတဲ့ပေါ့နေဆိုလဲနေရောက်လို့ရောက်မှမသိဘူးညဆိုလဲညရောက်လို့ရောက်မှမသိဘူးမီလည်းမရှိဘူးဘာမှမရှိဘူးအဲ့တဲကိုသူတို့ရိုက်ပြီးသွားလို့ရှင်အထဲပြန်ထဲတယ်အဲထဲပြန်ထဲတဲ့အချိန်ထဲတယ်မှာကျွန်တော်လို့ပြောမလားခိုင်းတော့မထိုင်နိုင်ဘူးဗျာ သူတို့ရိုက်နှက်ထားတဲ့ဟာတွေကအကုန်လုံးအသားတွေကဆုပ်ပြတ်တက်ပြီးမှသူတွေဒါဟိုထွက်နေအောင်အဲ့လောက်ကြီးအဲ့လောက်ကြီးကိုသူတို့ကျွန်တော်ရေးရဆက်ဆက်နှိပ်ဆက်တယ်နှိပ်ဆက်တယ်ကျွန်တော်မိသားစုကဟိုမိမရောအစပေါ့မိမကိုပါဖန်ဆီးသွားတာပေါ့ကျွန်တော်တယောက်တည်းတင်မဟုတ်ဘူးမိမကိုပါအဲ့လိုဖန်ဆီးပြီးမှရိုက်နှက်တယ်နောက်ပြီးကြလဲမိမကိုဘယ်လိုလောလောရမလဲညာလိုလောလောရမလားဆိုတော့မှအဲ့လိုမျိုး နမချင်းကိုချင်းမစားနာတဲ့စကလုံးတွေအရင်ကနေ့ကလည်းဒီကောင်တွေကဟိုခွေးစိတ်ပေါင်တွေကောင်တွေဆိုတော့ဒီလိုမတားလို့တယ်နစတီရဲ့အရင်နစလုံးလုံးသူတို့ကျွန်တော်ဟိုကြိုက်ကြရနှစ်ကြရဗျာအကြရနှစ်ကြရဒီခဲရီတောက်တဲ့အတွက်လဲအစာပိုင်းကတော့ကို့အနေနဲ့ကရိုက်ခံထားတော့ကျတော့သူကတအားပန်းနေပန်းနေလုံးလုံးလုံးလဲမလုံးနိုင်ဘူးဘာမှမလုံးနိုင်ဘူး ဟိုနေရောက်လို့ရောင်းမှန်းမသိညရောက်လို့ရောင်းမှန်းမသိသူတို့ခေါ်ထုတ်มาဟိုနောက်ပိုင်းじゃကြောက်လာတော့ဒီအသားရလေအကုန်စုတ်ပြတ်တက်လို့စုတ်ပြတ်တက်ရောင်းမှာဒီအနာဘောအနာပြန်ဆင်းပြီးတော့ရိုက်တာရိုက်တော့じゃလေသူတို့ကဟိုဒီရတောင်းရဲနဲ့ရိုက်တာဗျသူတို့ဒီရတောက်တယ်ဒီရတောက်လိုက်ရိုက်လိုက်ဒီရတောက်လိုက်ရိုက်လိုက်အေးအောင်မင်းတို့ PDF တွေဘာဖြစ်တယ်ညာဖြစ်တယ်နဲ့အဲ့လိုမျိုးတွေဒီတဲတယ်ဆိုတယ်မင်းတို့ရှိလို့ငါတို့ဒီလိုဒုက္ခရောက်တာဗောအဲ့တော့မင်းတို့လွတ်မပေးနိုင်ဘူးဆိုပြီးတော့ကျွန်တော် လုံးလုံးစစ်ကြောကြီးမှာပဲထုတ်ပြဖို့ရာဒီစစ်ကြောကိုထည့်စစ်ကြောထည့်ပြီးတော့မှတက်ပြမှာပေါ့အဲ့လောက်ထိသူတို့လှုပ်ဆောင်ခဲ့တယ်လှုပ်ဆောင်ခဲ့ပြီးတော့ကျွန်တော်ဟိုဟာ KY တိုက် KY တိုက်တဲ့အချိန်မှာကျွန်တော်နောက်ပိုင်းရဘလို့မှအုံနောက်တွေကဘလို့မှမနေနိုင်တော့ဘူးတော့ကထွေးလာပြီးတော့မှဒီအိမ်မက်မက်တာလားတကယ်ဖြစ်နေတာလားဆိုတော့မှကျွန်တော်မသိရတော့ဘူးဗျာ။ဟိုခဲရီကလည်းခင်းတဲ့နေရာဒါကနန်းစုံနေရာ ው အဲဒီ3လေး9ရက်6ရက်တပတ်ကျော်ကျော်နှစ်ပတ်ပေါ့နှစ်ပတ်လောက်နေတော့ကျွန်တော်အပြင်ထုတ်ပေးတယ်အပြင်ထုတ်ပြီးတော့ကျွန်တော်အိမ်လာသွားတယ်အိမ်လာသွားတယ်အိမ်လာသွားပြီးပြန်လာကျွန်တော်အိမ်လာသွားချင်းလို့ပါဆိုရင်တော့ထုတ်ပေးလိုက်တယ်သူကအထုတ်ပေးတယ်ပြီးတော့မှအိမ်နာကိုသူတို့တနက်တွေနဲ့လိုက်ဆောင်တယ်အဲလိုက်ဆောင်တဲ့အချိန်မှာကိုကအိမ်နာမတက်ချင်လဲဒီခေးကြီးကိုမတော့ချင်တဲ့အတွက်ကျွန်တော်အိမ်နာထဲမှာရှိတဲ့ရေကိုပဲကျွန်တော်တောက်ခဲ့ရတယ်အိမ်နာတဲ့အိမ်နာတက်ဆိုသွားတယ်သွားပြီးတော့အိမ်နာရဲ့ရေကိုတောက်တယ်တောက်ပြီးတော့ပြန်လာတယ်အဲ့လိုမျိုးတွေနဲ့ဟို ဒီစကြောရိုးဖြတ်တန်းခဲ့ရတယ်။လုံးဝမျော့မျော့ပဲကြံတော့တယ်ဗျာ။ဟိုသူကအကြောဆွဲသွားပြီ။အကြောတွေဒါဆွဲလာပြီးမှဘလို့မှမလုံနိုင်တော့တဲ့အချိန်ကျတော့ပြောင်းဘာဖြစ်တာတုံးနဲ့။ကျွန်တော်ဘာမှမသိတော့ဘူးလို့အခုကျွန်တော်လုံးလုံးအကြောဆွဲနေပြီဘာဖြစ်လို့ဖြစ်တယ်မှန်းလည်းလည်းကျွန်တော်မသိတော့ဘူး။အဲ့တော့မှသူတို့ဆွဲထူတဲ့ပြီးတော့မှဟိုအရေးပေါ်ဆရာဝင်ပေါ့သူတို့စစ်တပ်ကစစ်ဆရာဝင်နဲ့တူပါတယ်သူကိုခေါ်ပြီးတော့မှစေနှလုံးကောက်ထိုးတယ်။စေနှလုံးထိုးပြီးတဲ့အချိန်မှာပြန်ပြီးတော့ နလန်ပြန်ထူပါစာလေးရှိရာဟိုမလေးအောင်ကလို့ဆေးထိုးရင်ဒီကနေ့လို့ထပ်ပြီးတော့မှနောက်တစ်လုံးထိုးတော့နှလုံးထိုးပြည့်သွားညနေလဲရောက်ရောက်သူတို့ကပြန်တက်တာလားဟုတ်လို့နည်းနည်းတော့တက်တာလာပါဘူးဒီတိုင်းလေးပြောတာရှင်နိုင်ဝက်လောက်နေတော့တခါလဲကျွန်တော်ဟိုအမောင်ကန်းနဲ့ချုပ်ထားတဲ့ထဲကနေပြီးတော့တန့်ထုတ်တယ်ဆိုတော့တန့်ရိုက်ရောက်တာပဲဟုတ်ကဲ့ဗျသူတို့ရိုက်တဲ့ဟုတ်ကြားပြပြီးတော့လေအဲ့လိုရိုက်တဲ့အခါသူတို့ကဘယ်လိုပစ္စည်းတွေကိုအသုံးပြီးရိုက်တာလဲလက်နဲ့ပဲရိုက်တာလားဘယ်လိုပုံစံဘယ်လိုဟာတွေနဲ့ရိုက်လေရှိလဲအဲ့အလေးနည်းနည်းသိစိတ်ထပ်ပြောပြပါဦးကဲကျွန်းနဲ့ အုတ်ခဲကျိုးနဲ့ထူတယ်။နယံနဲ့ခေါင်းဆောင်တယ်။နောက်ပြီးတော့စတီးလုံးနဲ့ရိုက်တယ်။တန်ကျိုးနဲ့ရိုက်တယ်။နောက်ပြီးတော့ဝါးကိုဝမာကျစ်ပေါ့ဝမာကျစ်အလုံးနဲ့ဒီကျွန်တော်တို့ဒီဘယ်လိုပြောအောင်လဲဒူးအောက်ကပေါ့အယူအယူအဲ့အယူတို့ကတက်ကြိတ်တာဟောကနေတက်ကြိတ်တယ်နောက်ပြီးတော့ထပ်ပလက်ပြားကိုရေစိမ်းပြီးတော့ထပ်ပလက်ပြားနဲ့ရိုက်တယ် အဆုံးပါပဲသူတို့နှိမ့်ဆက်နီးတွေကတော်တော်ဆုံးတယ်နောက်ပြတော့အခု short short တွေနဲ့တိုက်တယ်ဗျ short တွေနဲ့လည်းတိုက်တယ်ဓာတ်တွေနဲ့ဟိုထိုးတယ်ဓာတ်တွေနဲ့ဟိုလိုပြောမလားဒူးအောက်ဖက်တွေအကုန်လုံးဓာတ်တွေနဲ့ထောက်တယ်ကိုချတယ်လိချတယ်အဲ့လိုမျိုးဒီနှိမ့်ဆက်တယ်သူတို့အနေနဲ့ဟုတ်ကဲ့အဲ့တော့အဲ့ဒီစကြောရေးကနေပြီးတော့ရပောင်ဘလောက်လောက်ဒီအဲ့စကြောရေးထဲမှာဖျက်တမ်းလိုက်ရလဲဗျ21ရက်ဟုတ်21ရက်ပြီးတော့သူတို့ဘာထပ်လုပ်ကြလဲတရားရုံးတင်တာလဲ အမှုတွေကတ်တာလားဘယ်လိုမျိုးလဲတက်စီတော့ဟုတ်ကဲ့21ရက်ပြီးတော့ကျွန်တော်ဟို6ရဲစကန်ကိုပို့ပို့လိုက်တယ်ပေါ့ရဲချုပ်ကိုပို့လိုက်တယ်အဲဒီရဲချုပ်ရောက်တော့အကုန်လုံးတော်တော်များများလာကြတယ်အခုဒီ6မျိုးနယ်တွေကစကန်မှုတော်တော်များများပေါ့ဟို14စကန်မှုတွေရောစုံလို့ပဲအဲသူတို့လာပြီးတော့ကျွန်တော်ကိုဆဲရတယ်စိုးရတယ်တတ်ပြင်မယ်ပေါ့မင်းတို့ကောင်မျိုးမတို့လက်ထင်မှာမမိလို့မိလို့ရှင်ခါရတတ်ပြင်မှာပေါ့မင်းဒါတော်တော်ကံကောင်းသွားတယ်အမှတ်ပေါ့မင်း ဟိုမလွတ်စရာဘူးမင်းတက်တက်လုံးဝမလွတ်စရာဘူးအဲ့လောက်ထိငါတို့ထောင်ချပြမယ်ဆိုတော့မှအဲ့လိုမျိုးကျင်းဝါသွားကြတယ်ဟုတ်ကဲ့ပြီးတော့အဲသူတို့တရားရုံးနေပါလေအဲ့လိုမျိုးတင်လာဗာမှုတွေကတ်ပြီးတော့နှစ်က200 200ကျော်သွားတာလေဗျအဲ့ဒါလေးရှင်းပြပါလားဟုတ်ကဲ့ပထမမှုတော့ကတော့ထောက်ပို့မှုပေါ့ထောက်ပို့မှု90ညတယ်92ကကြီးတယ်ဟိုဟာထောက်ပို့နဲ့ပြီးတရားမှုပေါ့အဲ့ဒါကဟိုဟာကြာသွားတယ်ဗျ120ကြာသွားတယ် နောက်တခါတငယ်ချင်းတယောက်ဖြစ်သူကကျွန်တော်မိပြီးမှနောက်တခါဖန်ခံလိုက်ရတယ်ဖန်ခံရတော့ကျွန်တော်နဲ့တငယ်ချင်းဖြစ်လို့ဆိုပြီးတော့မှကျွန်တော်ထပ်ဆွဲတယ်ဟုတ်ပါ50နှစ်ကာကြီး50နှစ်ခါခွေးတဲ့အတရားသူကြီးကိုလည်းကျွန်တော်တဲမေးတယ်တရားသူကြီးသူနဲ့ကျွန်တော်နဲ့ကတငယ်ချင်းပဲရှိရသူက PDM မဟုတ်ဘူး PDF ကကျွန်တော်အဲ့ဒါကိုဘာဖြစ်လို့သူနဲ့ကျွန်တော်နဲ့ကိုညှီးပြီးတော့မှဟိုဟာ51ကာကြီးနဲ့ခါခွေးနဲ့ကိုချတာလေမင်းတို့အွားတဲ့သူဖုန်းထဲမှာတဲ့ဘီတာနဲ့ဆက်သွယ်ထားတဲ့ဆက်သွယ်မှုတွေရှိလို့မလို့တဲ့ ဲ့အားကြောင့်မလို့ရှာတာအဲ့ဒါဆိုကျွန်တော်နဲ့ဗာဆိုင်လူတော့ဆိုကြမင်းတို့ကဟိုဘက်ဟိုအတူတူတပ်ပုံရိုက်ထားလို့မလို့တဲ့ကျွန်တော်တို့တန်ငယ်ချင်း2ယောက်2ယောက်ပေါ့ဗျာဒီ KTV မှာတပ်ပုံရိုက်ထားတဲ့ပုံသူတို့ကတွေ့သွားလိုက်တာအဲ့အားကြောင့်မလို့ဒီအမှုကပတ်သက်တယ်ပေါ့ပတ်သက်လို့မလို့မင်းတို့နောက်လည်း10နှစ်ထက်ချတယ်တဲ့အဲ့မှာ2-30ဖြစ်သွားဒီအမှုမဖြစ်ခင်လေးဟိုဒီရဲစခန်းကသူရဲအုပ်ပေါ့သူရဲအုပ်လိုပဲခေါ်ရမှာအဲ့ရဲမေကကျွန်တော်ခေါ်တယ်တိတန်ခေါ်ထုတ်သွားတယ်ခေါ်ထုတ်သွားတယ်ပြောမှဒီကလေးတွေအတွက်ကို ဘယ်အနေနဲ့သူတို့ပါပါတယ်သူတို့လုတ်ပါတယ်လို့ပြောပြီးဝန်ခံပြီးအဲဒါဆိုလို့ရှိရင်မင်းကိုအမှုကိုလုံးဝဟိုပြေရော့ပြီးမယ်ပေါ့လူတတ်မှုတွေပါရောပြေရော့ပြီးမယ်အလုံးလုံးကျမှ35နဲ့ပဲကြားလိုက်မယ်တဲ့ကျွန်တော်လည်းအဲ့လိုထိတ်တိုက်စကားပြောတဲ့အချိန်မှာအဲ့ဒီရင်ကျွန်တော်အနေနဲ့ကလက်သက်မခံဘူးဒီကလေးတွေအနေနဲ့ဘာမှလှုပ်ထားတဲ့သူတွေမဟုတ်တဲ့အတွက်ပြန်လှုပ်ပေးလိုက်ပါလှုပ်ထားတဲ့သူကိုချီမမကောင်းချီမလက်မမကောင်းလက်မခင်ဗျားတို့ကြိုက်ကြလှုပ်လို့ရတယ်ကြိုက်တယ်လို့ဆွဲလို့ရတယ်တတ်ချင်လည်းတတ်ပလိုက် အဲ့မျိုးကျွန်တော်လက်သင်ခံတယ်မဟုတ်ဘဲနဲ့တော့မစွဲပါနဲ့ကျွန်တော်အနေနဲ့လက်သင်မခံနိုင်ဘူးအဲ့ဒါကိုသူတို့ကဟိုဒီကလေးတွေဟိုသူတို့တရားစွဲတဲ့အချိန်မှာကျွန်တော်ကသူတို့ပါတယ်ပေါ့ကျွန်တော်အဖွဲ့ထဲမှာသူတို့ပါတယ်လို့ဝင်ခံဟိုင်းတာကျွန်တော်ကဝင်မခံတော့ကြတော့ကျွန်တော်အဲ့လိုမျိုးတွေပုံမှန်တွေတက်ကြမှာစွဲတယ်တရားရုံးရောက်တော့တရားရုံးအတရားလူကြီးရှင်မှာကျွန်တော်ညင်းပေးလိုက်တယ်ဒီကလေးတွေကိုပြန်လွတ်ပေးဖို့ဒီကလေးတွေနဲ့ဘာမှမဆိုင်ကြောင်းပေါ့ အကယ်၍မှာမကျေနပ်ဘူးဆိုလို့ရှိရင်ဒီကလေးတွေကိုဆွဲမဲ့အမှုတွေဒီမျိုးထဲမှာဖြစ်ခဲ့တဲ့အရာတွေဘယ်အရာကိုပဲဖြစ်ဖြစ်ခင်ဗျားတို့ကြားရလောက်ဆွဲလိုက်ရှိသမျှကလေးအကုန်ပြန်ထုတ်လိုက်သူတို့နဲ့မဆိုင်ဘူးလို့ကျွန်တော်ပြောလိုက်အဲ့ပြောပြီးတော့မှကျွန်တော်တို့ရုံးကနေပြန်လာတဲ့ယမန်ပြီးလို့ပြန်လာကြတယ်ပြန်လာတဲ့အချိန်မှာညရောက်တော့ငါကျွန်တော်နဲ့နှစ်ယောက်တိုင်ပင်နဲ့ဆရာမကနေပြီးတော့မှရောက်ချလာတယ်ရှင်းနာကြီးလောက်ကြီးရောက်ချလာပြီးတော့နှဆိုင်နှဆိုင်နဲ့အိုင်ရင်ဆီယမ်မလဲလာရောကျွန်တော်တို့တန်းစီပေးရတာပေါ့ဗျာသူချုပ်ထဲရသဘာဝအရ တန်းစီပေးလိုက်ရတယ်တန်းစီပေးရပြီးတော့ကျွန်တော်ထိုင်နေတဲ့ပုံစံနဲ့ထိုင်နေတော့နှစ်ဆိုင်နှစ်ဆိုင်နဲ့ခေါ်တော့ကျွန်တော်မထူးဗျမထူးထူးလည်းမထူး तू လာစုမယ်လာပြောမယ်ဆိုတာသိတယ်ဒီ तू တို့ပြစ်ချင်းတဲ့အတိုင်းကိုကျွန်တော်လုံးမပေးခဲ့တဲ့အတွက်အင်းလာပြောတယ်လာပြောတယ်ပြန်မှဆိုတယ်မျိုးရအောင်မလို့ဒီမှတွေ့ခဲ့ရောင်ရောင်လက်ရှိချိန်မှာစစ်ကောင်စီရဲ့ဒီကြောကြီးမှာဂျုံခဲ့ရတဲ့ຢာရီနဲ့အခုလိုမျိုးနှစ်တွေဘလောက်တိုးလာလဲဆိုတာကိုဘာကြောင့်တိုးလာလဲဆိုတာကိုလည်းပြောပြပါဖြစ်ပါတယ်။နောက်ကြီးရမြင်မြန်အောင်လိုင်းရဲ့စစ်ကူတွေရုံမှာမှုတယ်မြန်အောင်လိုင်းစစ်ကူတွေအထက်မှာနှိမ့်ဆက်မှုတွေဘလောက်ရှိလဲဆိုတာကတော့ပေါ်လန်ပြည်သူတွေရော ားလုံးပဲလက်ရှိမှာမြင်တည့်မနေတာကိုဖြစ်ပါတယ်။ဘာဖြစ်ခုလိုမျိုးလာလဲနှစ်ပေါင်း200ကျော်တိမိတ်ချခံရပြီလို့မျိုးလာတကယ်ကိုမှပဲတော်လိုင်းတက်ရွှန်းအားနဲ့ကဲဆယ်ခဲ့တာဖြစ်တဲ့အတွက်လုံးဝမှာပဲကိုုံယုံမမြောက်မိပြီးတော့ချက်ပို့ပြီးတော့ ောင်းမွန်တဲ့နေရာတစ်ခုရောက်ပြီးတော့အခုလိုမျိုးထမှန်ပြီးတော့တော်လိုင်းပွဲတွေမှာဆက်ဆက်ပြီးတော့စစ်ကိုတွေကိုနေနေမှာဆိုဒီနေ့အမီတောင်းဆူပြလိုက်ပါတယ်တော်လိုင်းမျိုးတွေအားလုံးပဲဒီဗီဒီယိုတော့မှာဆုံးသက်လိုက်ပါတယ်နောက်ထပ်ဗီဒီယိုမှာတော့နောက်ထပ်တစ်တန်ဗီဒီယိုကျွန်တော်ရဲ့ကိုကြရဘိုလုံး channel လေးကို like and subscribe လုပ်လိုက် subscribe ပြီးခေါင်းလေးလည်းမြင်တက်လိုက်များဗီဒီယိုတွေတင်နေအားလုံးအတူတူကြည့်ရှုခံစားရင်းနဲ့တော်လိုင်းပြီးတဲ့ဒီအဆုံးအချီတွေရှေ့ဆက်သွားကြပါတော့ဗျာတော်လိုင်းမျိုးတွေအားလုံးပဲနောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံးပြေကြပါမယ်ဆုံးပြေချပြီးတဲ့ဒူးချင်းတိုင်းကိုဒူးပဲကျေးဇူးတင်ရှိပါတယ်ဗျာ